တငင်ချင်းတို့အလုံးမဲ့မင်္ဂလာပါ Animus Anime ကနေကြိုဆိုလိုက်ပါရယ်ဒီနေ့နဲ့ဆက်ပေးမဲ့ Anime ကတော့ Winbreaker Season 2ရဲ့ Episode 3ထိပဲဖြစ်ပါရယ်နောက်ကတူလဲလေနာအွန်ဘီတဲ့နေ့မှာ clip တက်ကိုနိုင်ရှင်းနေတဲ့သူတွေကိုတွေ့တော့သူရဲ့ကောင်းသွားလောက်တာသူပဲတီးခံလိုက်ရတယ်အဲ့မှာရှင်ကိုကဝင်ခဲ့ပေးလိုက်တော့သူလဲကျေးဇူးတင်သွားကရှင်ကိုလဲသူ့ရဲ့အဖွဲတဲ့ကိုဝင်မှုပြောတာနဲ့သူတို့အဖွဲရှိတဲ့နေရာကိုသွားတယ်အဲ့ရတော့သူတို့လူချင်းဖြစ်နေတာကိုဘာလို့မတားတာလဲလို့မေးတော့သူတို့အဖွဲ့တဲကိုဝင်ပြီးရင်ထွက်လို့မရတော့ဘူးလို့ရှင်းပြလိုက်တယ်။နာဂါတို့လည်းအဲ့အဖွဲ့ထဲမှာပတ်စံမပေးနိုင်လို့နိုင်ချင်းခံနေရတာနဲ့သူများပတ်စံအေးကိုလူပြေးခဲရတာတွေကိုပြောပြလိုက်တယ်။ ်အန်ဆိုင်ကတော့သူအာနယ်လို့နာကသူဒီလိုဖြစ်သွားရတာမို့လို့တောင်းပန်လိုက်တယ်အန်ဆိုင်လည်းဘာမှမဖြစ်ဘူးလို့ပြောရင်းနဲ့အားပေးလိုက်တယ်ညနေရပြန်မှနယ်ရီလဲနိုးလာကအလုံးအစင်ပြေလို့ဝါသားကြောင်းနဲ့သူ့ဘာသာလမ်းစင်လျှောက်တော့မယ်လို့ပြောတော့ဆူကနှစ်ဖူးတောက်လိုက်ရင်းနဲ့နယ်ရီကရန်ဖြစ်ရင်ထပြေးသွားမယ်လို့ထင်တဲ့အကြောင်းကိုပြောပြလိုက်တယ်နယ်ရီလည်းစကူရာအစင်ပြေလို့ဝါသားတဲ့အကြောင်းကိုပြောတော့အံ့ဩသွားတယ်ဆက်ပြီးစကူရာကအတန်းကောင်းဆောင်ကောင်းဖြစ်ုံသာမကပြဿနာတွေကိုလည်းဖြေရှင်းပေးနိုင်လို့ကျေးဇူးတင်ကြောင်းပြောတယ် ဆာကူရာကတော့သူတယောက်တည်းဘာမှမလုပ်နိုင်ကြောင်းနဲ့ဒူဂျာနှစ်တွေကြောင့်သာနိုင်သွားတာမလို့ဘာမှမထူးဆန်းဘူးလို့ပြောလိုက်တယ်ဆာကူရာလည်းသူ့ကိုယ်သူပလိနေလို့အလုံးလဲအောင်းနေကြကအန်ဆိုင်လည်းဆာကူရာကအများကြီးကြိုးစားပေးလို့နာဂါတို့ကိုပြန်ခေါ်လာနိုင်ခဲ့ပြီးအဲ့ဒါကြောင့်မို့လို့လည်းချစ်သူတင်နေ တခြားသူတွေကပါဝိုင်းအားပေးတော့ဆကူရာလည်းအံ့ဩနေတယ်။နယ်ရီလည်းငါတို့ကတငင်ချင်းတွေလေဘာလို့အလောက်တောင်တာဝန်တွေကိုတော်တဲ့ထမ်းထားရတာလဲ။တငင်ချင်းတွေရဲ့အားပေးမှုကြောင့်ဆကူရာလည်းရွေးထွေးမှုကိုခံစားလိုက်ရပြီးမကောင်းတဲ့စိတ်တွေပါပြောက်ကွက်သွားခဲ့တယ်။ခါချီတို့လည်းအပြင်မှာရှင်ကိုရဲ့အကြောင်းကိုပြောနေခဲ့ကြတယ်။ညာရောက်တော့ဆိုင်ထဲမှာဦးမေမီယာတို့လည်းပွဲခန့်နေကြပြီးဆကူရာတို့ကတော့အဖြစ်ပြက်တွေကိုပြောပြလိုက်တော့ကောင်းတယ်လို့ပြန်ပြောတယ်။အဲနောက်မှာစားတော့နေကြပြီးနဂါသူတို့ကတောင်းပန်လိုက်တော့ မုံစားခိုင်းလိုက်တာအမုံဆွဲတော့တယ်ပြီးတော့ငိုရင်အရန်ရတာရှိကြောင်းပြောတယ်ဦးမေမီကလည်းမင်းလုတ်ခဲတာတွေကိုပြောင်းလဲလို့မရတော့ပြီမဲမင်းစားခဲတဲ့အရတာကိုတော့သတိရနေသေးမင်းတယောက်တည်းမဟုတ်ဘူးနော်ဟုတ်ကဲ့ကဲဆွဲလိုက်ရအောင်ဟဲ့အောင်ဘာဖြစ်နေတာလဲ ဆာကူရာကဒီနေ့ဖြစ်ခဲ့တာတွေကိုတာဝန်ရှိတယ်လို့ခံစားနေရတာလေဘယ်ကသာကိုပါသာကိုတင်းနေတာအကြီးကြီးတွေပြောပြီးဘာမှမလုပ်နိုင်ခဲ့ဘူးလေတငယ်ချင်းတွေကိုလည်းဘာမှမကူလိုက်နိုင်ဘူးမင်းတငယ်ချင်းတွေခံနေရတာကိုတွေ့တာတောင်ခနာကိုကရှမ်းနေတာမလားအဲ့ဒါကြောင့်မို့လို့မင်းခံစားနေရတာပဲအဲ့လိုဖြစ်ရတာကမင်းတို့ကိုခင်လို့ပေါ့မဟုတ်ပါဘူးနားလိုက်တာတွေ့လားခနာနေတော့ဆာကူရာတို့လည်းပြန်သွားကြပြီခုနကဆာကူရာပြောတာတွေကိုဘလို့ထင်လဲလို့မေးတော့ဟီရာကီလည်းဦးမေမီယာထင်တာနဲ့တူတူပဲလို့ပြန်ပြောတယ်ဆာကူရာရဲ့အန်ဆိုင်တို့လည်းပန်းကြံထဲမှာရှိနေတော့ဆူချီယာရောက်လာပြီသူတငယ်ချင်းတွေကိုပြန်တွေ့တော့ဝမ်တာမြင့် ြနေမိတယ်။နောက်ပြီးစကူရာကူလက်ချစ်သူတင်ကြောင်ပြောတော့သူလက်ရှက်နေခဲ့တယ်။တဖက်မှာလည်းဘဲရပွင့်နူလာတော့ဒီကောင်းနေကျုံးမဲ့ဆိုလို့ပွဲလာကြည့်တာဆောက်ယူတွေကရှုံးသွားသေးတယ်။ဖိုရင်းတွေကငါထင်တာတက်တော်အားနေတာပဲ။ခီးတွေကတော့ပြီးသွားပြီ။ဟိုဆောက်ယူပေါက်ခရတွေလိုလိုက်တာနဲ့အဖွဲကလစ်တော့တာပဲ။ငါကသူများတွေကိုနားမလဲပေးနိုင်ဘူး။အခုတော့ငါမှဖိုရင်းတွေကိုပလေဖို့နီးလန်းရှိနေပြီ။ခီးကငါတို့ကသုံးဝင်ခဲ့တာပဲ။ငင်းချမ်းပါစေခီး။အဆုံးတိကျစုပေးခဲ့ကြတော့တကယ်ကျင်းတော့အလုံးကိုထူပဲကျွတ်တင်ရှိပါတယ်။